Happy birthday ဖဖေဆိုပြီးတော့ကျွန်တော်ပုံထဲတောင်မတင် Happy birthday မေမေဆိုပြီးတော့ကျွန်တော်အမေနဲ့ပုံထဲလည်းတင်ခဲတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိတ်ညစ်နေမယ်ဆိုရင်ကျွန်တော်ဘယ်သူမှပျော်ရွှင်အောင်ပျော်ရွှင်အောင်လာပြောမှာမဟုတ်ကျွန်တော်ကိုယ်တိုင်ကစိတ်ညစ်နေရလေအဲ့လိုပဲကျွန်တော်ကပျော်ရွှင်နေမှာတစ်ဖက်လူခွန်အားပေးလို့ရတယ်ရတဲ့သူတွေအတွက်ကိုနှစ်ခုဖြစ်နေတဲ့ခါကျတော့ဟိုဘာပြလို့ပြရမလဲမသိဘူးကျွန်တော်တို့ဆိုလို့တဲ့အတိတ်ပဲပေါ့နော်ကျွန်တော်ကအဲ့လိုတကားဆိုရင်တကားပြမှတကားတကားချင်းသွားချင်းတယ် ဖြစ်တယ်ဆိုတာကလည်းကျွန်တော်အရှိမကျွန်တော်ဇာကားလေးတွေမလွှင့်နဲ့ဟာအပိုင်းလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးအခုအချိန်မှာမှစုပြီးတော့လွှင့်လိုက်တဲ့အချိန်မှာအချိန်လေးတွေသွားတူနေတာပေါ့အဲ့ဒီခါကျတော့အခုဆိုလို့ရှိရင် MRT4 မှာတကား Fortune TV မှာတကားပေါ့ပြီးွားရင်ဟိုရုပ်ရှင်ကားတကားလာလိမ့်မယ်ရုပ်ရှင်ကားလည်းစက်တက်လာပိုင်းမှာပြီးရင်ကျွန်တော် MRTV4 မှာပဲနောက်ထပ်မှတ်တယ်ပါအခြားမရှိဘူးဇာကားတကားရှိရယ် Godzin ဆိုတော့ ဇလန်တွဲလေးရကြတော့မဟာမှာပေါ့အဲအဲ့လိုမျိုးလေးတွေပေါ့အမဒီဖုန်းမှာပြနေတဲ့အချိန်မှာမဟာနဲ့များတွားတိုက်နေမလားအဲမဟာတို့ဘာတို့ကြတော့လဲဒီပေါ့နော်ကျွန်တော်ထင်တာကတော့2026နှစ်စံပိုင်းလောက်ဖြစ်သွားမယ်နဲ့တူပါတယ်ဟုတ်ဟုတ်အဓိကတော့ကျွန်တော်ကအဲ့လိုမျိုးဇက်ကတစ်ခုနဲ့တစ်ခုတိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကတော့ဟိုပေါ့ဟိုပြိတ္တကို ပြကျင်တဲ့ဟာပေါ့ white တွေပေါ့အဲကြည်ရတဲ့သူတွေအတွက်ကိုနှစ်ခုဖြစ်နေတဲ့ခါကျတော့ဟိုဘာပြလို့ပြရမလဲမသိဘူးကျွန်တော်တို့ဆိုလိုတဲ့အတိတ်ပဲပေါ့နော်ကျွန်တော်ကအဲ့လိုတကားဆိုရင်တကားပြုမှတကားတကားချင်းသွားချင်းတယ်ဒါပေမဲ့ရိုက်တော့ရိုက်ပေးတာအခုလိုမျိုးဒါဟိုရှင်ပြီးတော့တက်လာတဲ့ခါကျတော့ကိုယ့်ရဲ့ကံပဲပေါ့နော်ဟုတ်ကဲ့ပါဟုတ်အဲ့ဒါပြောကြရတယ်ကျွန်တော်ဟိုဟာဆိုရှယ်မီဒီယာမှာကျွန်တော်အနေအေးတယ်လို့ပါလို့ဆိုတော့အဓိကတော့ကျွန်တော်ပြောချင်တာဆိုရှယ်မီဒီယာကကျွန်တော်တို့ရဲ့သတင်းတပုတ်ပဲပေါ့ကျွန်တော်တို့ရဲ့ ဒီနေ့စဉ်နဲ့အများဖြတ်တန်းနေတဲ့အရာတွေအားလုံးကိုကျွန်တော်က social media ကိုကျွန်တော်ကြည့်တယ်ယုံသိနိုင်ယုံတယ်မယုံသိနိုင်မယုံဘောနော်ပြီးရင်ဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေတက်လာတဲ့သတင်းတိုင်းကိုလည်းကျွန်တော်ဟိုအဆအဆုံးကျွန်တော်မယုံ like ခံစားမနေဘူးပေါ့ဒါပေမဲ့ဟိုစိတ်မကောင်းစရာဖြစ်တဲ့ဟာဆိုရင်လည်းထပ်တူစိတ်မကောင်းဖြစ်လိုက်တယ် ိုအဓိကကတော့ကျွန်တော်တို့ကဟိုအနေအေးတယ်ဆိုတာကကျွန်တော်တို့ရဲ့ဒီ Facebook ကိုတုံးနေတဲ့ online ကိုတုံးနေတဲ့လူတိုင်းမှာလည်းပျော်ရွှင်တဲ့လူတွေရှိသလိုဝမ်းနေနေတဲ့လူလည်းရှိမယ်။ကိုယ့်ရဲ့ပျော်ရွှင်မှုကြောင့်လည်းတစ်ဖက်မှာတိလာစိတ်မကောင်းဖြစ်စရာကြီးသွားဖြစ်နေမှာ။အဲ့ခါကျတော့ကျွန်တော်မှဆိုလို့ရှိရင်အဖေရောအမေရောမောင်နှမတွေရောဟိုအကုန်အဆုံရှိတယ်ပေါ့။ Happy birthday ဖေဖေဆိုပြီးတော့ကျွန်တော်ပုံနေတောင်မတင်အဘိဗတ်ဒီမိမိဆိုပြီးတော့ကျွန်တော်အမေနဲ့ပုံနဲ့လဲတင်ခဲတယ်ဗောနော်။ဘာဖြစ်လို့လဲဆိုတော့တစ်ဖက်မှာအမေကို အမေတို့အဖေတို့ ਨੇ တူတူမနေရတဲ့ဟိုအဲ့လိုမျိုးညီကိုမောင်နှမတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့ခါကျရင်တို့ကတို့တို့အတွက်ကဘာသွားဖြစ်နိုင်လဲအလွမ်းနေတဲ့စိတ်မကောင်းဖြစ်စရာပဲသွားဖြစ်နေငါ့အမေကိုတတိယလိုက်တာအဲ့ခါကျတော့ကုတ်တက်လည်းမကောင်းအဲ့တော့စာတန်းလေးကပြဿနာမရှိဘူးအဲ့တော့ကြောင့်ကျွန်တော်ကအဲ့လိုမျိုးဟိုဆိုဆိုရှယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဇက်လန်ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဒီလှုပ်ရှားမှုတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအများအားကျွန်တော်ကအဲ့လိုထိမ့်သိမ်းထားတတ်တယ်ပေါ့နော်အဓိကကလည်းတိတ်ပြီးတော့ဟိုမပြပြစ်တာပေါ့ အခုလို့ထွက်လာတော့လဲဟောအခုဘယ်တော့မှရိုက်လိုက်တာလဲအော်ရိုက်ထားတာမကြသေးပါဘူးဆိုပြီးတော့အဲ့လိုမျိုးလေးတော့ပြိသက်ကိုတော့ပြောပြရတာပေါ့နော်ဟုတ်ကဲ့အေးအဲ့လိုဖြစ်သွားတာပေါ့အဓိကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကကြတော့ကျွန်တော်တို့တယောက်တည်းစိတ်ချမ်းသာမယ်ကျွန်တော်တို့တယောက်တည်းပျော်ရွှင်နေရမယ်ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်နေရမယ်ကျွန်တော်ကိုယ်တိုင်စိတ်ချမ်းသာနေမှကျွန်တော်ရဲ့ဒီအလုပ်တွေကအရာအလုံးကအဆင်ပြေမှာတစ္ဆာရှိပါမယ်ဘာဖြစ်လို့ဆိုတော့ ကျွန်တော်စိတ်ညစ်နေမယ်ဆိုရင်ကျွန်တော်ဘယ်သူမှပျော်ရွှင်အောင်ပျော်ရွှင်အောင်လာပြောမှာမဟုတ်ကျွန်တော်ကိုယ်တိုင်ကစိတ်ညစ်နေရလေအဲ့လိုပဲကျွန်တော်ကပျော်ရွှင်နေမှာတစ်ဖက်လူခွန်အားပေးလို့ရအောင်အဲ့တော့ကြောင့်ကျွန်တော်ကိုကျွန်တော်ပျော်ရွှင်အောင်ပဲကျွန်တော်နေတယ်အဲ့တော့စိတ်ညစ်နေတဲ့လူရှိရယ်ဆိုရင်လည်းကျွန်တော် အကြံဉာဏ်ပေးလို့ရအောင်အဲ့လိုဝမ်းနေနေတဲ့လူရှိရယ်ဆိုရင်လည်းကျွန်တော်အကြံဉာဏ်ပေးလို့ရမယ်နှစ်သိပ်ပေးနိုင်မှာပေါ့အဲ့ဒါကကျွန်တော်ရဲ့ဒီကျင့်သုံးနေတဲ့အရာပါပဲဟုတ်အဲ့ဒါကြတော့ဟိုအစတယ်ဟိုအစလာတဲ့ဟိုကရယူလို့တဲ့စိတ်မရှိဘူးလေ ကျွန်တော်ကတစ်ဖက်ကိုပဲကျွန်တော်ဦးစားပေးတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့တစ်ဖက်ကိုဦးစားပေးတိုင်းလဲကိုယ့်ရဲ့အချိန်တွေကုန်သွားလားဆိုတော့လဲအဲ့လိုလဲမဟုတ်ပြန်တစ်ဖက်မှာဦးစားပေးတယ်ကိုယ့်အတွက်လဲပြန်ရတဲ့ဟာဘာလဲဆိုတော့ဟိုပျော်ရွှင်မှုတွေရရတယ်ပြီးတော့ကိုယ့်အလုပ်လုပ်ရတဲ့အချိန်မှာဟိုဝမ်းသာစရာတွေပြီးွားရင်အောင်မြင်မှုတွေအဲ့လိုမျိုးတွေအကုန်လုံးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့ရဲ့ဒီအားသာချက်လေးတွေပါပဲဟုတ်အခုဝင်းမုံတစက်ရဲ့အထုပ်ပတိဆိုတဲ့ဇက်လန်တွဲလေးကိုကျွန်တော်တို့ Fortune TV channel မှာအပတ်စဉ် ။တနင်္လာနေ့ကနေတောက်ကြနေ့ထိကိုည၈နာရီတိုင်းထုတ်လွှင့်ပြသပေးနေပါတယ်။ဒီဇက်ကားလေးကိုလည်းပါဝင်ပြီးတော့တွက်ဖက်ထားတဲ့သရုပ်ဆောင်နေတဲ့တူတူကျွန်တော်တို့လည်းအားပေးပါအောင်လို့အကောင်လုံးလဲစူးစမ်းရတာဖြစ်တဲ့အတွက်ကြောင့်ပြည်သက်တွေအားလုံးလဲနှိမ့်ချကြမလို့မြင်ယုံကြည်ပါတယ်ခင်ဗျ။ကျွန်တော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ဟုတ်ကဲ့ကျေးဇူးပါ